အတလဆရဲပဲဆရာမရေဒီဟိုစိတ်ပိုင်းဆိုင်ရာကျမ်းမအောင်ကိုယ့်ရဲ့စိတ်ကလေးနှွေးထွေးနေအောင်ဖလိုရီပြုမှုလေးထိုင်တင်တယ်နောက်ပြီးတော့ဘာတွေကိုရှောင်တင်လဲဆိုတာလေးလည်းမျှဝေပေးစီခြင်းပါတယ်ဟုတ်ကဲ့ပါညီမလေးဟုတ်ဟိုဒါလည်းတော်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 ကြကြပြန့်ပြန့်ကြီးဖြစ်တဲ့မိကွန်းလိုမျိုးပေါ့နော်ဒါမဲ့ဒီမှာတော့ကျွန်မ ဟို self care ဆိုတဲ့ကိုယ့်ကိုယ်ကိုမိမိကိုယ်ကိုဂရုစိုက်ခြင်းဆိုတဲ့ရှူတောင်းကနေပဲပြောပြောပြသွားမယ်ပေါ့နော်စိတ်ကျမ်းမအောင်ဘယ်လိုမျိုးပြုမူနေထိုင်ရမလဲဆိုတော့ဒီကာလမှာ self care ဆိုတဲ့သကလုံးကလူတော်တော်များများရင်းနှီးမယ်လို့ထင်တယ်ပေါ့နော်အထူးသဖြင့်ဒီ covid နောက်ပိုင်း coup နောက်ပိုင်းမှာတော့လူတွေကစိတ်ကျမ်းမရင်းနဲ့ပတ်သက်ရင်ပိုပြောလာကြတာလေးလည်းရှိတယ် self care ဆိုတာကိုလည်းတည်လာကြတယ်။ self care ဆိုတာကို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 ဂယူဆိုင်တာပေါ့နော်။မိမိကိုကိုဂယူဆိုင်ခြင်းပေါ့ ်ကိုကိုစိတ်ကောလူရောကျမ်းမာအောင်ဂယူဆိုင်ခြင်းပေါ့အဲ့တော့ကျမတို့စိတ်ကျမ်းမာအောင်နေဖို့ဆိုရင်ကိုကိုဂယူဆိုင်ဖို့လိုတယ်ဂယူဆိုင်တယ်ဆိုတဲ့နေရာမှာအပိုင်းလေးတွေခွဲပြီးပြောကြည့်မယ်ပေါ့နော် ကိုခန္ဓာကျမ်းမာယူယူဆိုင်တာရှိမယ် စိတ်ပိုင်းဆိုင်ရာကိုဂယုစိုက်တာရှိမယ်ပြီးရင်ကိုယ့်ရဲ့ social ပေါ့နော်ဒီလူမှုဆက်ဆံရေးပိုင်းဒီအပိုင်းဆိုင်ရာကိုဂယုစိုက်တာရှိမယ်ပြီးရင်ကိုယ့်ရဲ့ယုံကြည်သက်ဝင်မှုပိုင်းဆိုင်ရာတွေဒါလေးတွေကိုဂယုစိုက်တဲ့အပိုင်းလေးတွေရှိမယ်ပေါ့ဒီထက်လည်းအများကြီးကြည်ကြဲပြန်ပြန်တချို့ပညာရှင်တွေကတော့ရေးကြတယ်ဒါပေမဲ့ကျမတို့ဒီ၄ခုအောက်ကနေပဲပြောသွားမယ်ပေါ့နော် အရှိမပြောခဲ့သလိုပဲကိုခန္ဓာကျမကြီးနဲ့စိတ်ကျမကြီးကဒန်းတူအရေးကြီးတယ်လို့ပြောပြီးသားတခုနဲ့တခုလည်းဆက်ဆက်တယ်လို့ပြောပြီးသားအဲ့တော့စိတ်ကျမ်းမာဖို့ဆိုရင်ကိုခန္ဓာကျမကြီးကိုဂယုမဆိုင်လို့မရဘူးပေါ့နော်ကိုခန္ဓာကျမကြီးဂယုဆိုင်ဖို့ဆိုရင်ရိုးရိုးရှင်းရှင်းလေးပဲပေါ့အခုနားထောင်နေတဲ့လူတွေကိုကုကုပြန်မေးကြည့်လိုက်ငါတို့အဲ့ချိန်ကိုပုံမှန်အိတ်နေရလားငါတို့ညညဆိုလို့ရှိရင်ဟို ဒီမအိပ်ပျော်ပဲနဲ့ဒါမှမဟုတ်လဲမီးလာတယ်ဆိုရင်ဖုန်းအားရှိတယ်ဆိုရင်ဖုန်းဒီ Facebook မှာသုံးနေရင်လည်း2နာရီ3နာရီဖြစ်သွားတယ်မအိပ်ဘူးဖြစ်နေလားပေါ့နော်ကောင်းကောင်းအိပ်ရဲ့လား ပြန်တနေ့တာမှာစားတာတွေကလုံလုံလောက်လောက်အဟာရနဲ့ညီမျှတဲ့ဟာပေါ့နော်တနေ့ခတ်လီကျရဲ့အလုပ်တွေလုပ်တဲ့အတွက်ကြောင့်နေ့လေစားမစားဖြစ်တော့ဘူးညစာနေ့မှာပေါင်းစားတယ်ဆိုတာမျိုးတွေရှိတယ်ပေါ့အဲ့တော့စားတော့စားတာရောငါကျမကြီးနဲ့ညီညွတ်နေရလားဆိုတာမျိုးပေါ့ဥမာရေရောငါတောက်တင်းတလောက်တောက်နေရလားပေါ့လွယ်လွယ်ကူကူလေးတွေပဲပေါ့နော်ဒီဒီတနေ့တာရဲ့ခန္ဓာကိုယ်ကိုယူဆိုင်ရမယ့်ဟာလေးတွေရ တော့ကိုလက်လှုပ်ရှားမှုပေါ့အခုကဖြစ်တတ်တယ်ပေါ့နော်ဟောပြီးတော့ဒီ STB အမ်မိသားစုတွေလည်းမှာကျင်တယ်ပေါ့ဒီ online ကနေလုတ်တဲ့လုတ်တွေများလာတဲ့အချိန်မှာဆိုရင်ကျမတို့ကိုလက်လှုပ်ရှားမှုတွေနည်းလာတယ်ဒါကကိုခန္ဓာအတွက်မကောင်းပေါ့နော်အဲ့တော့ကိုကိုပြန်မေးကြည့်ဒါလေးတွေကငါနည်းနေလား အဆင်ပြေနေလားငါဘာကိုတိုးလုပ်ဖို့လိုမလဲပေါ့ကိုခန္ဓာကျမ်းမာရေးအတွက်ပြီးလို့ရှိရင်အဆိတ်ညစ်လို့အပူပူကြီးတော့ဆလိတ်တွေတောက်လာတာတို့ကိုယ်နေစားလာတယ်ဘီယာရက်တွေပူတောက်လာတယ်မင်းကလေးဆိုလဲဝိုင်းတွေပူတောက်တက်လာတယ်လူငယ်လေးတွေဆိုလို့ရှိရင်လဲမူးယစ်ဆေးတွေကိုသုံးလာတယ်ဒီလိုဒီလိုဟာတွေကလည်းကိုခန္ဓာကျမ်းမာရေးကို ဖိခိုက်စေတဲ့ဟာပဲဘောနော်ဒါတွေကတော့ကိုခန္ဓာကျန်းမာရေးအတွက်ရှောင်ရမယ့်ဟာတွေပေါ့အဲ့တော့ self care မှာ physical self care မှာကိုယ့်ရဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုဂရုစိုက်ကြပါပြီးရင်ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာပေါ့နော် mental လို့ပဲပြောပြော psychological self care လို့ပဲပြောပြောကျမတို့ရဲ့စိတ်ပိုင်းဆိုင်ရာ အတွေးတွေခံစားချက်တွေကိုဂရုစိုက်ဖို့လိုတယ်ပေါ့ဒါလေးတွေကောင်းဖို့ဆိုရင်ခံစားချက်လေးတွေကောင်းဖို့ဆိုရင် ကိုစိတ်တွေခံစားနေရပြီအဲဝမ်းနေနေတယ်စိုးရိမ်နေတယ်ကြောက်ရွံ့နေရဆိုလဲကိုယုံကြည်ရတဲ့သူတွေကိုရင်ဖွင့်ပြောဆိုတာတငယ်ချင်းကိုပဲဖြစ်ဖြစ်မိသားစုကိုပဲဖြစ်ဖြစ်ရင်ဖွင့်ပြောဆိုတဲ့အကျင့်လေးတွေလုပ်ဖို့လိုတယ်အကယ်၍လူတယောက်နဲ့တယောက်တော့မတူဘူးပေါ့နော်ရင်ဖွင့်ရတာကိုသိပြီးအသားမကျတဲ့လူရှိမယ်ဒါဆိုရင်လဲကိုယ့်အနေနဲ့ကိုခံစားချက်တွေကိုစာအုပ်ထဲမှာချရေးတယ်ဘယ်သူမှပြစရာမလိုဘူးကိုဖြစ်တာကိုကိုအကုန်လုံးစာအုပ်ထဲမှာချရေးလိုက်တယ် journaling လို့ခေါ်တာပေါ့နော်ဒါမျိုးလေးတွေလုပ်လို့ရတယ်ပြီးရင်ဟိုပေါ့အဲ ဒီကို relax ဖြစ်စီမဲ့ဘယ်အရာမှမစုပေါ့နော်ဆရာတွတ်ပြီးပြောသွားသလိုပေါ့တခြင်းနာထောင်တာကတယောက်နဲ့တယောက်မတူဘူးပေါ့တချို့တွေကလည်းတခြင်းနာထောင်ယူ relax ဖြစ်တယ်ဆိုတခြင်းနာထောင်မယ်တချို့တွေကပန်းပင်စိုက်တာဝါသနာပါတယ်ဂီတာတီးမယ်တခြင်းဆိုမယ်စာအုပ်ဖတ်မယ်ဒါမျိုးပေါ့ဘယ်ဟာမစုပေါ့ကိုစိတ်ကိုဟို relax ဖြစ်စီတယ်ကိုကနဲ့ကိုကိုတယောက်တည်းအေးအေးချမ်းချမ်းဖြစ်စီတယ်ဆိုတဲ့အရာလေးတွေကိုလည်းလုံးလို့ရတယ်ပေါ့ဝါသနာပါတဲ့အရာလေးတွေပေါ့အခုဒီကာလတွေမှာဆိုရင်တွေ့ရတတ်တာလူတွေက အရင် normal ကာလတွေမှာဝါသနာပါလာလေးလုပ်နေတယ်တနေ့တာကိုဖြတ်တန်းတယ်ဒါပေမဲ့ဒီကာလတွေမှာအရင်ဝါသနာပါတယ်ဆိုတဲ့ဟာတွေလည်းမလုပ်ဖြစ်တော့ဘဲနဲ့အကုန်လုံးကိုလစ်လျူရှုလိုက်တာမျိုးတွေတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေအခုနားထောင်နေရင်ねဒီပြည်သူတွေတည်းကအော်ဟုတ်တာပဲငါရင်တော့ဒါလုံးရတာကြိုက်တယ်ငါဒါလေးလုံးရတာပျော်တယ်ဒါပေမဲ့ငါခုဒါမလုပ်ဖြစ်တော့ပါလားဆိုရင်ဒီလိုလေးတွေးမိတာတခုခုရှိရင်ပြန်လုပ်စီခြင်းတယ်ပေါ့နော်ကိုယ်အတွက်လည်းကောင်းတယ်ကိုယ်စိတ်အတွက်လည်းကောင်းတယ်ဆိုတဲ့အရာလေးတွေဝါသနာပါတဲ့အရာလေးတွေကိုလုပ် စီခြင်းနဲ့ပြီးတော့ဟိုအတွေးပေါ့နော်ကျမတို့ကကိုယ့်ရဲ့အတွေးလေးယူလဲဂယူဆိုင်ဖို့လိုတာပေါ့စိတ်ဆိုတဲ့နေရာမှာခံစားချက်ရှိတယ်အတွေးရှိတယ်အဲ့တော့အတွေးလေးတွေဂယူဆိုင်ဖို့ဆိုတာကတော့ကိုကအငြင်းတန်း negative တွေဖက်ကိုပဲစိတ်ညစ်စရာကောင်းတဲ့အရာတွေပဲဥတီပြီးတွေးမိနေတာပေါ့ဒါအရှိမကျမပြောပြီးသားပေါ့နော်ကောင်းတဲ့အရာလေးတွေကိုအတိမှတ်ပြုပြီးတွေးတတ်တဲ့အချက်လေးပြန်လုပ်ယူဖို့လိုတယ်ပြီးတော့ဂျေဇုတင်တဲ့ ကိစ္စတိတိမမွားလေးတွေကကိုကအတိမတ်ပြူတာမျိုးပေါ့နော်ဂျေဇူးတရားအတိမတ်ပြူတယ်ကောင်းတဲ့ຢာလေးတွေအတိမတ်ပြူတယ်ဆိုတော့ဒီလိုတွေးတက်တဲ့အကျင့်လေးတွေပြန်လုံးယူဖို့လိုတယ်ပေါ့နော်ပြီးရင်ကိုဘွားအတွက်ဟိုတိုးတက်မဲ့ကိစ္စလေးတွေလုပ်ပေါ့တပြိုင်တည်းမှာပဲကိုတနေ့တာမှာတချို့သောစိတ်ပိုင်းတွေဒီကိုဘွားအတွက်တိုးတက်စေမဲ့အရာတင်ယူမှုတွေတခုခုပါနေအောင်လုပ်သွားမယ်ဆိုရင်တော့ကျမတို့ရဲ့စိတ်ခံစားချက်တွေအတွေးတွေကဒါကောင်းနေမယ်လို့ထင်တယ်ပေါ့နော်ဒါဒီ mental psychological self care ကိုကျွန်မပြောသွားတာပေါ့နောက်တစ်ခုကကြတော့နောက်တစ်ခုက social self care ပေါ့နော်၄ခုမှာနောက်တတိယတစ်ခုက social self care ပေါ့အဲ့တော့ social ဘိုင်းဆိုင်လူမှုဆက်ဆံရေးဘိုင်းဆိုင်ရမှာပေါ့နော်အဲဆိုလို့ရှိရင်တော့လူဟိုလော်လော်ကူကူမြင်တာဥပမာပေးရရင်တော့ကျမတို့ဒီ Facebook တွေကိုတစ်ချိန်လုံးသတင်းတွေကိုပေါ့နော်အသေးစိတ်ကြည့်တာတို့ဒီစိတ်ချမ်းသာစရာမကောင်းတဲ့သတင်းတွေကိုအသေးစိတ်တွေကြည့်မိတယ်ပုံတွေကြည့်မိတယ်အဲ့လိုမျိုးဆိုရင်ကျမတို့စိတ်တွေက social media နဲ့ပတ်သက်ပြီးတော့မှဟိုဟွာဖြစ်တယ်ပေါ့နော်ကိုယ်စိတ်ကိုဖိစီးသေးတယ်ပေါ့အဲ့တော့ကိုယ့်ရဲ့ social ပတ်ဝန်းကျင် social thread နေရာမှာတက်ရှိရောတက်မရောအကုန်ပါတဲ့အတွက်ဒီလို social media ကကိုယ့်ကို toxic ဖြစ်စေတယ်ဆိုလဲသတင်းကိုလည်းခေါင်းစဉ်လောက်ပဲနားထောင်တာမျိုးပေါ့ပြီးတော့ကိုယ့်ရဲ့လူမှုအတိုင်းဝိုင်းမှာကိုယ်စိတ်နဲ့ အစဉ်ပြေတဲ့လူကိုကိုစိတ်ကိုအနှွေးတက်ပေးစေမဲ့လူလေးတွေကိုနဲ့စိတ်တူကိုတူခံယူချက်ချင်းတူတဲ့လူအုပ်စုနဲ့ဆက်ဆက်သွယ်မပြတ်ပဲနဲ့စကားတွေပြောဖြစ်တာမျိုးဒါမျိုးလေးတွေလုပ်နေမယ်ပြီးတော့ကိုစိတ်ကို မလိုလားအပ်ပဲနဲ့အရန်ဟို toxic ဖြစ်စေတဲ့လူတွေကိုကိုကရှောင်လို့ရမယ်ဆိုရင်လဲရှောင်လိုက်လို့လဲသူ့အတွက်လဲအကျိုးမရုပ်ဘူးကို့အတွက်လဲအကျိုးမရုပ်သွားဘူးဒီလူကိုရှောင်လို့ရတယ်ဆိုလဲဒီလူကိုကို့ဘဝတွေကိုထဲထဲဝင်ဝင်မဝင်သေးပဲနဲ့ဒီ toxic ဖြစ်တဲ့လူတွေနဲ့အဝေးမှာနေတာမျိုးဒါလေးတွေကကျမတို့ရဲ့ social well being အတွက်ပေါ့နော်ပြီးရင်နောက်တစ်ခုက social well being နဲ့မှာဆိုရင်ဒီခါတလေကျမတို့အခက်အခဲတွေ့တယ်ဆိုလို့ရှိရင်ကိုကူညီတောင်းတဲ့လူကို ကူညီတောင်းဖို့ဆိုတာလေကျမတို့ရဲ့ social well being နဲ့မှာပါတယ်ပေါ့နော်ဥမာကျမကိုယ့်အနေကိုဥမာပေးရမယ်ဆိုရင်ဒီအလုပ်တွေလုပ်ကြရတယ်တယ်လီကျမမှာလူနာကြည့်တယ်ဆိုရင်ကျမတို့ကဒီဆရာတွတ်ပီတို့လိုတခြားပေါ့နော်စိတ်ကျမကြီးတခုဆရာဝန်ကျမတို့အရင်တုန်းကအလုပ်တွဲလုပ်ခဲ့တဲ့အပိုင်းဝိုင်းနဲ့အဆက်အသွယ်မပြတ်အောင်နေတယ်အကိုကိုမလုံနိုင်တဲ့ကိစ္စတွေဆိုဆရာတို့နဲ့တိုင်ပင်တယ်ဒါမျိုးလေးတွေပေါ့အဲ့တော့ social support ကိုလည်းကိုကယူတဲ့အချိန်မှာယူရမယ်ပေါ့နော် social well being ကောင်းပေါ့ဒါသည် social self care ပေါ့ နောက်တစ်ခုကတော့ spiritual self care ပေါ့နော်ဒါကကြတော့လေဟိုပေါ့ယုံကြည်တတ်ဝေမှုပိုင်းဆိုင်ရာလို့ပြောရမှာပေါ့နော်ဟိုဒါကတော့ကိုယုံကြည်တဲ့ဘာသာရေးယုံကြည်ရာတစ်ခုခုကိုလုပ်နေဖို့ပဲပေါ့နော်ဘာသာရေးလုပ်ဆိုလို့ဟိုတအားကိုဗုဒ္ဓဘာသာဆိုလဲဝိပဿနာတွေထိုင်လုပ်နေဖို့မဟုတ်ဘူးပေါ့အဲ့တော့ဘာသာရေးရဲ့အဆုံးအမတွေမှာမှကိုကဒါလေးဟိုဘာသာရေးဆုံးမတွေအများကြီးရှိတယ်ကောင်းတဲ့ချက်တွေလည်းအများကြီးရှိတယ်လူတွေကိုမြေတားထားမယ်၊ကူညီရမယ်ဆိုတာဒါဘာသာရေးဆုံးမတွေထဲမှာအကုန်လုံးတူညီတဲ့ချက်ပေါ့အဲ့တော့ဒီလိုမျိုး ကိုယုံကြည်တဲ့ဟိုအချက်လက်လေးတွေကိုကလိုင်းနာကျင့်သုံးနေတယ်ဘာသာရေးလေးကိုအတန်အသင့်လုပ်တယ်ပြီးတော့နောက်တစ်ခါကျတော့ဒီလောကကြီးမှာဟိုကောင်းတဲ့အရာတွေပေါ့နော်ကျေးဇူးတင်ထိုက်တဲ့အရာတွေကိုကိုကျေးဇူးတင်နေတဘာဝရဲ့လှပတွေကိုကိုခံစားရတယ်အတိအမှတ်ပြုတယ်ဒီလိုမျိုးလေးတွေလုပ်ပေးတာတွေကလည်းကိုယ့်ရဲ့ယုံကြည်သက်ဝင်မှုပိုင်းဆိုင်ရာဟိုစိတ်ခံစားချက်ပိုင်းဆိုင်ရာအားကောင်းစေမယ့်ဟာလေးတွေပေါ့အဲ့တော့ spiritual well being ဆိုတာလေးတွေကလည်းလိုအပ်တယ်ပေါ့နော်တစ်ခါတည်ကြလို့ရှင့် ဟိုအခုဖြစ်မှာဆိုရင် ပြောကြရတယ်လीเนาะ manifestation လုပ်တယ်ကိုကိုကို gratitude ပေါ့ကိုကိုကိုကောင်းတာလေးတွေပြောပေးတယ်လို့ဘာလို့ဆိုတာဒီဘလို့ပဲဖြစ်ဖြစ်ဒါကကိုယ့်ရဲ့ spiritual well being အတွက်လုပ်နေတဲ့ဟာလေးတွေစိုးကျိုးလည်းမရှိနိုင်ဘူးကိုလှုပ်လို့လဲစိုးကျိုး trade to မရှိဘူးကိုကိုလဲစိတ်ခွန်အားတစုံတရာပေးနိုင်တယ်စိတ်အေးချမ်းစေနိုင်တယ်ဆိုရင်ဒီလိုပြုမှုလေးလုပ်တင်တယ်ပေါ့နော်အဲ့တော့ဆရာမမေးတယ်စိတ်ချမ်းမအောင်ဘယ်လိုပြုမှုနေထိုင်ရမလဲဆိုရင်ကျမကတော့ဒီ self care ဆိုတဲ့ဒီအောက်ကနေပဲဟိုပြောသွားခြင်း ਨੇ ပြီးရင် ဟိုရှောင်ရမာတွေကတော့အခုပြောသွားတာတွေရဲ့ဆန့်ကျင်ဘက်တွေကရှောင်ရမယ့်ဟာတွေပေါ့လေအဲ့လိုပဲပြောလိုက်မယ်အာပြီးတော့ဒီနားထောင်နေတဲ့ပြည်သူတွေကိုတတိယစီကျင်တာလေးတခုကဒါလေးကိုနားထောင်ပြီးရင်ကိုယ့်အနေနဲ့ကိုပြန်စဉ်းစားပါကျမပြောသွားတဲ့တွေကငါတို့ကိုခန္ဓာကျမကြီးမှာအခုထပ်ပို့ကောင်းငါတို့ဘာတခုလုပ်လို့ရမလဲပေါ့အဲ့တော့ကိုယ့်ရဲ့ self care plan လေးကိုယ့်အနေနဲ့ကိုသတ်မှတ် physical health ကိုကောင်းမှုအတွက်ငါဒီနေ့ကစပြီးတော့တနေ့ကိုလမ်းနိုင်ဝက်လျှောက်မယ်တစ်ဘက်ကို၃ရက်လျှောက်မယ်ဆိုတာမျိုးဖြစ်ချင်းဖြစ်မယ်ဒါမှမဟုတ်ငါအေးရေးကိုညဆိုရင်၁၂နာရီမထိုးခင်အိပ်မယ်ဆိုတာမျိုးလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော်တောင်နဲ့တောင်မတူအဲ့တော့ကိုယ့်အနေကိုငါခန္ဓာကိုယ်ကျန်းမာရေးအတွက်ပူကောင်းဘယ်တစ်ချက်တိုးလို့မလဲစိတ်ကျန်းမာရေးအတွက်ပူကောင်းဘယ်တစ်ချက်တိုးလို့မလဲငါရဲ့ social self care အတွက်ငါဘာတိုးလို့မလဲငါရဲ့ spiritual self care အတွက်ဘာတိုးလို့မလဲဆိုတာလေးကို ဟိုမှတ်မှတ်သားသားဟိုကြံစီခြင်းတယ်ပေါ့နော်ကျွန်မပြောသွားတဲ့အများကြီးတဲ့ပါမှဒါလေးလိုက်လုပ်ပေးနိုင်မယ်ဆိုရင်ဟိုအများကြီးကောင်းပါပေါ့နော်ကျွန်မလည်းပြောရကြိုးနဲ့တယ်ဝမ်းသာမှာပေါ့ကျွန်မဟုတ်ကဲ့ပါဆရာမမျှဝေပေးသွားတဲ့အတွက်ကျေးဇူးများတင်ပါတယ်ဆရာမပြောသွားလို့ပဲဒီခါလေးကြရင်ဒီကိုဝါသနာပါတဲ့အရာလေးတွေကိုပြန်ပြီးတော့မလုပ်ဖြစ်တာရှိပါတယ်ဆိုတော့ညမောက်ကြိုင်လည်း အဲ့ကျွန်မပြောသွားတဲ့အချက်တွေမှာပါနေတာဖြစ်တဲ့အတွက်ဟိုညီမလည်းအခုဆိုရင်နောက်ပိုင်းဆိုရင်ကိုဝါသနာပါတဲ့အရာလေးတွေအတွက်ကိုပြန်ပြီးတော့ဟိုအချိန်ပေးပြီးတော့ကိုယ့်ရဲ့စိတ်ကလေးတွေထွေအောင်ပြန်ပြီးတော့နေပါမယ်ပြီးတော့ဆရာမပြောသွားတဲ့ရှောင်းရံထဲမှာဆိုရင်လည်းတော်တော်များများကဟိုဆရာမပြောတဲ့ရှောင်းရံအချက်တွေကိုပို့ပြီးတော့လုံးမိနေတဲ့သူတွေလည်းရှိတယ်အဲ့ဆရာမပြောတာတွေကကွတိမှန်နေပါတယ်ဆိုပြီးတော့ comment တွေလည်းရေးထားပါတယ်ကိုရောက်ဝေပေးသွားတဲ့အတွက်ဆရာမကျေးဇူးများတင်ပါတယ်ရှင် ဟုတ်ကဲ့ပါဒီမလေးကိုကိုကကိုလည်း subscribe ယူဆိုင်နော်ဟုတ်ကဲ့ဟုတ်ဆရာမကျေးဇူးများတင်ပါတယ်ဟုတ်ဒီအခု live လေးကိုနားထောင်နေတဲ့သူတွေထဲမှာဆရာတို့ဆရာမတို့ ਨੇ တွေ့နေတဲ့ချိန်လေးမှာဆွေးနွေးခြင်းတဲ့အကြောင်းအရာလေးတွေရှိရဆိုရင်ဒီ live ရဲ့ comment လေးတွေမှာမေးခွန်းလေးတွေမေးပြီးတော့လဲဆွေးနွေးနိုင်ပါတယ်ဒီမေးခွန်းလေးတွေကို live ရဲ့မေးခွန်းလေးတွေကိုစောင့်ရင်းနဲ့ဆရာတူပီကိုမေးချင်တာလေးရှိပါတယ်ဆရာရေဟိုပြီးခဲ့တဲ့ ဒီ match လ20ရက်နေရဆိုရင်အဲလောက်ခတ်သွားတဲ့ငလျင်နဲ့ပတ်သက်ပြီးတော့ငလျင်တန်ခန်းစားနေရတဲ့ပြည်တွင်းတွေကသူတွေဆိုလို့ရှိရင်တဘာဝ BND ရဲ့အပြင်ကိုဆီယနာရှင်ရဲ့အနိုင်ကျင်းမှုတွေရက်စက်မှုတွေဒီထိန်းချုပ်မှုတွေကိုပါခံနေရတယ်သူတို့ဆိုရင်သူတို့ရဲ့ဒီစိတ်ပိုင်းဆိုင်ရာမှာ ပြုပြင်ပြောင်းလဲမှုတွေဖြစ်အောင်ဒါမှမဟုတ်ရင်ဟိုပျော့ရွှင်အောင်အနည်းဆုံးအနေနဲ့အနည်းချင်းအနေနဲ့ဘာလေးတွေလှုပ်တင်လဲဆိုတာလေးလည်းဆရာကြီးကအကြံတောင်းချင်ပါတယ် ကဲပါဆရာမအေးမေကိုမေးပေးတာကျေးဇူးတင်ပါတယ်ပေါ့နော်ဆိုတော့အဲပြီးခဲ့တဲ့ match လ28ရက်နေ့မှာကျွန်တော်တို့မြန်မာနိုင်ငံအလဲပိုင်းအာမန္တလေးနဲ့စကိုင်းဒေတာကိုဗဟိုပြုပြီးတော့လှုပ်ခတ်သွားတဲ့ငလျင်မှာကျွန်တော်တို့အာပြည်သူတွေအများကြီးထိခိုက်ဆုံးရှုံးကြရတယ်ပေါ့နော်အတအဝေးစီစဉ်နေအများကြီးဆုံးရှုံးကြရတယ်အဲ အခုဆိုရင်တော့ဒါကျွန်တော်တို့ဒီတော်လှန်ရေးကာလာယူဖြတ်တန်းလာတာကျွန်တော်တို့၄နှစ်ကျော်သွားပြီပေါ့နော်ဆိုတော့ခက်ခဲကြမ်းတမ်းတဲ့ကာလာယူဖြတ်တန်းလာတဲ့အခါမှာကျွန်တော်တို့အထူးသဖြင့်အာတဘာဝဘေး အန်ဒီရေကလည်းမမျှော်လင့်မဲကြုံလိုက်ရတာပေါ့နော်ပြောမယ်ဆိုကျွန်တော်တို့ကဒီကာလာကြီးကဟိုကက်ဘေးတွေကိုကြုံနေရတယ်လို့ဖြစ်တာပေါ့နော်ကက်ဆိုတဲ့နေရာမှာကျွန်တော်တို့ပြောချင်တဲ့ကဒက်ဇက်စတာကိုပြောချင်တာပေါ့နော်ဆိုတော့ဟိုတဘာဝဘီအန်ဒီရေနဲ့လည်းကြုံနေရတယ်လို့ကျွန်တော်တို့ကလူလုတဲ့ကက်ဘေးတွေကိုလည်းကျွန်တော်တို့ကခံစားနေရအထူးသဖြင့်အော်ဒီဆက်အာနာရှင်ရဲ့ခြေမုံနေတဲ့ကျွန်တော်တို့ရဲ့ပြည်သူတွေကိုဘုံကျဲတာတွေနောက်တစ်ခုကကြောက်စစ်ဘေးဒဏ်ခံနေရတာပေါ့နော်ဒီဆက်အာနာရှင်ရဲ့အနိုင်ကျင့်ထိန်ချုပ် ခံနေရတဲ့အာလူလုတဲ့ကက်ပေးကိုပါကျွန်တော်တို့ကခါစီပြီးခံနေရတာပေါ့အဲဆိုတော့ TA ဖြစ်ပျက်တွေကကျွန်တော်တို့ဘာလို့ခေါ်လဲဆိုရင် negative life events တွေလို့ခေါ်တာပေါ့နော်ဘဝမှာ ဟိုစိုးစိုးရွားရွားကြုံတွေ့လိုက်ရတဲ့ခက်ခဲတဲ့ဘဝရဲ့အခက်အခဲဆုံးအခြေအနေကိုကျွန်တော်တို့ပြည်သူတွေကဖြတ်တန်းနေကြရတာဖြစ်တယ်ပေါ့နော်ဆိုတော့ဟိုဒီလိုခက်ခဲတဲ့အခြေအနေမျိုးမှာမှထပ်ပြီးသဘာဝဘေးဖြစ်တဲ့ငလျင်ဘေးတွေဖြစ်တဲ့အာနောက်မြေပြိုရာတွေဖြစ်တဲ့မိုးတွေရွာတယ်လေရင်းတွေတိုက်တယ်ရေတွေကြီးတယ်ဒါတွေကကျွန်တော်တို့ထပ်ပြီးရောခံစားလာတဲ့အခါကျတော့ဟို ကျွန်တော်တို့တွေရဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာအစိတ်ပိုင်းဆိုင်ရာတွေမှာအထူးသဖြင့်တွားပြီးတော့ထိခိုက်မှုတွေဖြစ်ကြတာပေါ့နော်ဆိုတော့ဒီလိုအနေအထားတွေကိုကျွန်တော်တို့ဘယ်လိုတွန်းလှန်ကြမလဲပေါ့နော်ဆိုတော့ဒီဟာတွေကိုကျွန်တော်တို့ဘယ်လိုဖြတ်တန်းကြမလဲပေါ့ဆိုတော့ဆောနာကအဲဆီယမ်မိုနီကာလည်းပြောသွားရတယ်မှာတော့ပါတယ်ပေါ့နော် ျွန်တော်တို့ဒီတော်လှန်ရေးခရီးဆိုတာရက်တူခရီးမဟုတ်ဘူးအဲကျွန်တော်တို့ကဘာလဲဆိုရင်အာတာတူခရီးမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့တာဝေးပြေးတဲ့မာရသွန်ခရီးဖြစ်ပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့တွေဘာဖြစ်ဖို့လိုမလဲဆိုရင်ဒီလိုမျိုးအခက်အခဲတွေ လူလုတ်တဲ့ဒီစစ်ဘေးအန္တရာယ်တွေပဲဖြစ်ဖြစ်တဘာဝဘေးအန္တရာယ်တွေပဲဖြစ်ဖြစ်ကြုံကြိုက်တဲ့အခါမှာကျွန်တော်တို့ကြော်လွားနိုင်ဖို့ကောင်းကောင်းဖြတ်တန်းနိုင်ဖို့ဆိုရင်ကျွန်တော်တို့ဒီဘာရှိဖို့လိုမလဲဆိုရင် resilient လို့ခေါ်တဲ့အဲခံနိုင်ရည်စွမ်းအားကျွန်တော်တို့ရှိဖို့လိုတယ်ပေါ့နော်အဲကျွန်တော်ဆရာမမေးတဲ့မေးခွန်းလေးကိုဖြေရမယ်ဆိုရင်ကျွန်တော်ကဒီ resilient point of view ကနေကျွန်တော်ဖြေပြရစီပေါ့နော်ဆိုတော့အဲဒီငလျင်တန်းခံစားရတဲ့အာ ြည်တွင်းကနေပြီးတော်လှန်ပြည်သူတွေနောက်တစ်ခုကကြတော့စစ်အာဏာရှင်ရဲ့အနိုင်ကျင့်ထိန်းချုပ်မှုခံနေရတဲ့အောက်ပြည်သူလူထုတွေအနေနဲ့ကျွန်တော်တို့ဘာရှိဖို့လိုမလဲဆိုရင်ဒီတာဝေးခရီးမှာကျွန်တော်တို့ resilient လို့ခေါ်တယ်ခံနိုင်ရေးစွမ်းအားကျွန်တော်တို့အားကောင်းဖို့လိုမယ်ပေါ့နော်အဲဒါဆိုတော့ဒီခံနိုင်ရေးစွမ်းအားကောင်းဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘာတွေလုပ်ဖို့လိုမလဲဆိုရင်တကယ်တကယ်အဖြေရတော့ဆန်မမော်တီကာဆုံးတာဖြေသွားပြီးသွားတယ်ထဲမှာပါတယ် self care ပေါ့လေအာတူးတယောက်ချင်းစီတိုင်းကဘာဖြစ်နေဖို့လိုလဲလိုမလဲဆိုရင် ကိုကိုကိုဒီကာလမှာဂယုစိုက်တက်ဖို့လိုမယ်ပေါ့နော်အာကိုကိုကိုအာနေကောင်းအောင်ကျမ်းမာအောင်ကျမ်းမာအောင်ဆိုတဲ့နေရာမှာအထူးသဖြင့်ခန္ဓာကိုယ်ပိုင်းဆိုင်ရာကျမ်းမာရေးတာမကစိတ်ပိုင်းဆိုင်ရာကျမ်းမာရေးကိုပါကျွန်တော်တို့ကဂယုစိုက်ဖို့လိုမယ်တယောက်ချင်းစီတိုင်းကအာစိတ်ပိုင်းဆိုင်ရာကိုခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာပါနေကောင်းကျမ်းမာနေမှာကျွန်တော်တို့ကဘာဖြစ်မလဲဆိုရင်ဒီ ခရီးရှည်ကိုကျွန်တော်တို့ကပါလဲဆိုရင်ခန္ဓာရည်စွမ်းရှိရှိနဲ့ကျွန်တော်တို့ကြုံလာမဲ့အခက်အခဲတွေကိုရင်ဆိုင်ကျော်လွားနိုင်မှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီလို resilient အားကောင်းလာဖို့ဆိုရင်ခန္ဓာရည်စွမ်းအားတွေကျွန်တော်တို့အားကောင်းလာဖို့ဆိုရင်အခြေခံအကြဆုံးကတော့ self care လို့ခေါ်တဲ့မိမိကိုယ်မိမိခရီးဆိုင်ခြင်းပေါ့နော်ဒီမှာတော့ဆရာမမိုနီကာအာဖြည့်သွားပြီးသွားရဆိုတော့ကျွန်တော်ဘာမှအသေးစိတ်တော့ထပ်မပြောတော့ဘူးအဲဆိုတော့အရေးကြီးတာကစောနာကဆရာမမိုနီကာပြောထားတဲ့ self care ကကျွန်တော်တို့ကဘာတော့ ဖြစ်တတ်ကြလဲဆိုရင်ဒီကာလမှာ ဒီ mental health လို့ခေါ်တဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုနည်းနည်းလေးပို့ပြီးတော့လူတွေကသတိထားမိလာတဲ့ awareness လို့ခေါ်တဲ့အသိပညာတွေနည်းနည်းပို့ပြီးတော့မြင့်လာတဲ့အခါကျတော့အသိတရားလေးတော့ရှိလာကြပြီကိုကိုကိုဂယူဆိုင်ဖို့ဆိုတာဒါပေမဲ့ဘာလို့ဖို့မေ့နေတတ်ကြလဲဆိုရင်အတုံးချဖို့မေ့နေတတ်ကြတယ်အဲ့တော့ self care ရဲ့ဆောနာပြောသွားတဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာဂယူဆိုင်တာစိတ်ပိုင်းဆိုင်ရာဂယူဆိုင်တာနောက်တစ်ခုကကျတော့ကိုယ့်ရဲ့ကိုယ်ွယ်ယုံကြည်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဂယူဆိုင်တာလေးတွေလူမှုပတ်ဝန်းကျင်ပိုင်းဆိုင်ရာနဲ့ဆက် အဘိကယူဆိုင်တဲ့ဟာတွေကိုကျွန်တော်တို့ရဲ့နေစဉ်ဘဝတွေမှာတကယ်ရောအတုံးချဖြစ်ကြရလားတကယ်ရောကျွန်တော်တို့အတုံးပြုတ်မှုရလားပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကဘာလုပ်ပေးစေချင်လဲဆိုတော့ဟိုဟို remind လေးလုပ်ချင်တယ်ပေါ့နော်အာနားထောင်နေတဲ့ပြည်သူတွေအတော်လှန်ပြည်သူတွေအနေနဲ့ဒီ self care ဆိုတဲ့ဟာကို ကိုယ့်ရဲ့နေစဉ်ဘဝမှာ တကယ်အတုံးချနိုင်ဖို့လိုတယ်တကယ်ကျင့်သုံးနိုင်ဖို့လိုတယ်ပေါ့နော်စောင်းရံတွေကိုတကယ်လိုက်လုပ်ပြီးတော့ရှောင်ရမယ်အကြောင်းအရာတွေကိုတက်နိုင်တယ်များပါလဲဆိုရင်ရှောင်မှဒါကျွန်တော်တို့ကဘာဖြစ်မလဲဆိုရင် resilient အားကောင်းလာမယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဗာလေးတပြီးဖြည့်ပြီးပြောခြင်းလဲဆိုတော့အာဒီလိုမျိုးအာအခက်အခဲတွေအတားဆီးတွေ negative life events လို့ခေါ်တဲ့ဘဝမှာခက်ခဲဆိုးရွားတဲ့အဖြစ်အပျက်တွေကိုကျွန်တော်တို့ကခါးဆီးခံနေရတဲ့အချိန်မှာအာပုံမှန်အပြင်ကျွန်တော်တို့ရဲ့နေ့စဉ် လုပ်ငန်းဆောင်တာတွေကပြည့်ရင်းသွားတတ်ကြတယ်ပေါ့နော်ဆောင်းနာဆံမမေဆိုလည်းပြောသွားတယ်ကိုဝါသနာပါရာလေးတွေမလုံးမိဘူးကိုရဲ့ daily routine လို့ခေါ်တယ်ကျွန်တော်တို့ရဲ့နေ့စဉ်နေ့စတူပါအလုပ်တွေကပြည့်ရင်းသွားတတ်ကြတယ်ပေါ့ဆိုတော့တစ်ခါတလေကြာရင်အဲ့ဒီပြည့်ရင်းမှုတွေကကြာရှည်လာတဲ့အခါမှာအော်ဒါကိုမပြုတ်ပြင်မိပဲနဲ့ဆက်ထားတဲ့အခါမှာကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေပို့ပို့ပြီးကြာဆင်းလာတာမျိုးရှိတယ်။အဲဒါဆိုကျွန်တော်တို့ resilient လို့ခေါ်တဲ့ကိုယ့်ရဲ့ခန္ဓာရည်စွမ်းအားတွေဟုတ်ကဲ့နော်စိတ်ပိုင်းဆိုင်ရာ တွန်းလှန်နိုင်စွမ်းအားခံနိုင်စွမ်းအားတွေအားကောင်းလာဖို့အတွက်ဆိုရင်ကျွန်တော်တို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာလေးတွေမပြတ်မယွင်းအောင်ကျွန်တော်တို့တက်နိုင်တဲ့များစူးစမ်းပြီးလုပ်ဖို့လိုတယ်ဥပမာအဖြစ်အာအာမနက်အပေးချိန်မှာအိယာထားတာကိုမနက်စာစားတာကိုရဲ့လုံးဝမယ့်အလုပ်လေးတွေကိုပြီးမြောက်အောင် လုပ်တာပြောချင်တာကျွန်တော်တို့ရဲ့ကိုယ်တိုင်တနေ့တနေ့လုံးဝမယ့်အလုပ်လေးတွေကိုအာတက်နိုင်တဲ့များပုံမှန်အတိုင်းနေထိန်းပြီးတော့လုပ်နိုင်အောင်စူးစမ်းခြင်းကလည်းကျွန်တော်တို့ resilient အားကောင်းအောင်ကျွန်တော်တို့လုပ်တာပေါ့နော် နောက်တစ်ခုကတော့ဘာလေးကိုနည်းနည်းလေးမျှဝေပေးခြင်းလဲဆိုတော့ဒီလိုကာလာကြီးမှာကျွန်တော်တို့ရဲ့စိတ်ပိုင်းဆိုင်ရာလေးတွေအဆင်ပြေလာအောင်ဒီ resilient အကောင့်လာဖို့အတွက်ဆိုရင်အပထမဆုံးမိကုန်းနေတော့ကလေဆ iam မိုနီကာဖြည့်သွားတယ်ကျွန်တော်လည်းဖြည့်သွားတယ်မှာပါတယ် awareness ပေါ့နော်တတိရှိဖို့ပေါ့တတိရှိဖို့ဆိုတာကဘာလို့တတိရှိဖို့လို့လဲဆိုတော့ဒီလိုဆူရတဲ့အဖြစ်အပျက်တွေနဲ့ကျွန်တော်ကြုံတဲ့အခါမှာကျွန်တော်တို့ရဲ့ခန္ဓာကိုယ်နဲ့စိတ်ပိုင်းဆိုင်ရာမှာဘာတွေဖြစ်လာတတ်ကြလဲဆိုတော့တုံ့ပြန်တဲ့ stress reaction လို့ခေါ်တဲ့တုံ့ပြန်တဲ့တုံ့ပြန်မှုတွေဖြစ်လာတတ်ကြတယ်ပေါ့နော်အဲဆိုတော့ပုံမှန်တုံ့ပြန်မှုတွေရှိရဲနောက်တစ်ခါကျပြင်းထန်တဲ့တုံ့ပြန်မှုတွေရှိရဲအဲဆိုတော့အာ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကဘယ်လိုမျိုးတုံ့ပြန်နေလဲဟုတ်ပြီเนาะကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကပုံမှန်ဝမ်းနဲ့ပူဆွေးမှုလောက်ပဲလားဒါမှမဟုတ်ရင်ပုံမှန်ဝမ်းနဲ့ပူဆွေးတာထက်ကိုပိုပြီးတော့ပြင်းပြင်းထန်ထန်ဝမ်းနဲ့ပူဆွေးတာစိတ်တက်ကြတဲ့လက္ခဏာတွေပေါ်လာတာဟိုစိတ်ကြယောဂဖြစ်တယ်လို့ပြောတာမဟုတ်ဘူးပေါ့เนาะအဲစိတ်ကြဝေဒနာတွေနဲ့တူတဲ့လက္ခဏာတွေခံစားလာရတာကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေပြည့်ရင်းလာတာဒါတွေကိုတတိထားမိပြီးတော့ ကိုကိုရာကဘာလို့ဖို့လို့မလဲဆိုရင်အာနားလေတက်ကြွနဲ့ပညာရှင်ကနေပြီးတော့စောစောစီစီအကူအညီရယူတာလိုအပ်တဲ့အကူအညီကိုရယူတာဟာလေကျွန်တော်တို့ရဲ့ resilient အားကောင်းလာအောင်အဲလုပ် ိုတဲ့နီလန်းတစ်ခုပဲဖြစ်ပါတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဆီယမမေးရဲ့မေးခွန်းကိုပြန်ပြီးတော့နှစ်ချုပ်ဖြေရမယ်ဆိုရင်တော့ဒီငလျင်ဒန်လက်တလုံးမှာဒန်တင်သွားတယ်ဒီစစ်ကောင်စီရဲ့လူမဆန်တဲ့ထိုးစစ်ဆင်မှုတွေကိုကျွန်တော်တို့ခံစားနေရတယ်ဒီတော်လန်ရေးခီးချမ်းကိုဖျက်ဆီးနေရတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့စိတ်ကလေးတွေအစဉ်ပြေဖို့ကျွန်တော်တို့တွေဒီတော်လန်ရေးလမ်းကြောင်းကိုအောင်းအောင်မြင်မြင်နဲ့ရှောက်လန်းနိုင်ဖို့ဆိုတော့တယောက်တဦးတယောက်ချင်းစီတိုင်းကအာစိတ်ရောကိုယ်ပါနေကောင်းချမ်းမာနေပြီးတော့တဦးတယောက်ချင်းစီတိုင်းက resilient လို့ခေါ်တဲ့ဒီအာခန္ဓာရေးစွမ်းအားပေါ့နော်အာမြင့်တဲ့ society community ဒါကျွန်တော်တို့ဖြစ်လာမယ်ဆိုရင်ဒီအခက်အခဲတွေကိုကျွန်တော်တို့အာကြော်လွားနိုင်မယ်လို့ဒီနေရာလေးကနေဖြေပြရစီဟုတ်ကျေးဇူးတင်ပါတယ်ဆရာမ ဟုတ်ကဲ့ပါဆရာဆရာဖြေကြားပေးသွားတဲ့မိကုံးလေးတွေအပေါ်မှာအားရခြင်းနဲ့မို့လည်းဖြစ်ပါတယ်ဒီနေ့ live ကိုနားထောင်နေတဲ့သူတွေလည်းဆရာရဲ့အဖြေလေးပေါ်မှာခြင်းနဲ့နှက်သက်လိမ့်မယ်လို့ထင်ပါတယ်ရှင်